အားလုံးပဲမင်္ဂလာပါလိုင်းမလွင်တာဒီလိုင်းမလွင်တာကြပြီးကဲမလွင်တဲ့ဟာကလည်းစက်မကြီးမကောင်းလို့စီကန်းနေရလဲတော့နေရတယ်အိမ်မှာလည်းစက်မကြီးကမကောင်းတော့မလုပ်ပေးနိုင်တာပြီးခဲ့တဲ့ဘက်ကထိတ်တီးကတောက်လျှောက်မှန်တာလေဒီနေ့ကထိတ်ကမသေးပြိပိတ်ကတော့ငါပြိစင်းသွားတယ် တကယ်တမ်းတော့လေစုဘူးကိုစိတ်ဝင်စားလို့เนาะစုဘူးကိုပြောပါတယ်တကွက်သေးမွေးရတာစုဘူးကိုစိတ်ဝင်တစားလုပ်ပါလုပ်ပါလို့ကုတီပတ်စုဘူးကအစိုးရထွက်သွားเนาะအဲ့တိကပြောချင်တာကခုမကြော်အတွက်เนาะသူအတိကအမြဲတမ်းခုမကြော်ပါပဲခုကြော်တာရှာပါတယ်เนาะခုမကြော်အတွက်ပဲကစားပါခုကြော်ပြီးတောက်ကြနေမှာနောက်တစ်ခါလိုက်ပြန်လွှဲပေးမယ် ဦးမကျော်ဖြစ်တဲ့အတွက်ကြောင်း28ရက်ကနေ29ရက်နေ့အထိနော်အမပြောက်ပတ်တိယအဓိက main ပေါ့နော်မပြောက်ပတ်တိယမပြောက်ပတ်တိယအဓိက main အဲ့မပြောက်ပတ်တိယတခွန်3ညနော်တခွန်3ညရဲ့နောက်ဦးမကျော်ပဲနော်အဲ့မပြောက်ပတ်တိတခွန်သုံးညောင်းလေတခုပြောချင်တာ အခွေထွက်တယ်နော်တတိထားမိလားသုံးလုံးအခွေနော်ကျမတတိထားမိရတော့သုံးဘက်လောက်ဇက်တိုက်ထွက်ပြီးမှတစ်ဘက်လောက်ပြတ်တာအဲ့တော့ဘလို့ပဲဖြစ်ဖြစ်ဒီတစ်ခွန်သုံးညအခွေရလဲဆော့ဆော့တဲ့ဟိုလောလောဆယ်အခုအမြဲတမ်းမွေးပါလို့တော့မဟုတ်ဘောနော်မွေးဖို့ကြရလဲလူတွေကစိတ်ဝင်စားကြတော့ကျမတိတလောက်တော့တနေ့သားတနေ့တနေ့သားတနေ့အဲ့ဒါပဲအပူတပြင်းလိုက်ရှာနေအပူတပြင်းမရှာပါနဲ့တစ်ခွန်သုံးညမှာ ကျမပြောချင်တာလေကျမစီမှာအများတန်းရှိရဲ့ဟိုထိပေါက်စိန်ကြီးဆိုတာလေနေ့တိုင်းထိတယ်ဆိုတော့ဒီ3-8တုံညာဘာအတွက်ပတ်တိမပေးလဲဆိုတော့အများတန်းထိနေတယ်လေးလုံးဖြစ်တဲ့အတွက်ကြောင့်မလို့အခုဒီတစ်ကိုကစားမယ်ဆိုလို့ရှင်ဒီ3လုံးကိုအဓိကတစ်ပတ်တိဓာတ်ကိုမိန်ွက်တင်ထိုးတစ်3တင်ကတစ်ရှစ်တစ်3ညာနိအဲ့လိုပဲထွက်နေရနော်သတိထားမိလားဘယ်ဟာပဲဖြစ်ဖြစ်ဒါနဲ့ပဲကတ်နေရဒါမပြောက်ပတ်တိ လူတရထားကိုသတိမထားမိလို့เนาะစိန်ကြီးထိမှပေါက်မယ်မထိရင်မပေါက်ဘူးအခုလေကျွန်မအနေနဲ့ပြောရနေတိုက်ကိုစိတ်ဝင်စားတယ်မလားနေတိုက်ကိုအရင်ပြောပြမယ်အခုဒီမှကြည့်ဒီဒီမှဆိုရင်ခွန်လေးခွန်လေးဖြစ်တဲ့အတွက်ကြောင့်ဒီအောက်ကိုပြန်ကြည့်ဟိုကဒဲကြရင်ကြမကြရင်ပါဝါပေါ့เนาะအဲပြောချင်တာကအမဒီမှာရောပြောချင်တာဒီလိုခွန်နဲ့ပတ်သက်လန်ခွန်လေးဆိုလို့ရှင်ခွန်လေးတဲ့ခွန်ရဲ့ပါဝါနှစ်နက္ခတ်ခွန်၃ည၂ เนาะဒီမှာခွန်3ညနှစ်ခွန်3ညနှစ်ဒါဆိုရင်၄ခုနှစ်ဟဲ့လား၄ခုနှစ်ဆိုတော့ဒါနှစ်ခုဒီဒီ၅လုံးမထင်မထိုးနဲ့လုံးဝမထိုးနဲ့ပတ်စံအကုန်မခံနဲ့ပြောချင်တာအခုဒီမှာလဲဒီတိုင်းပဲเนาะ9ရဲ့ပါဝါ3ညလာတယ်3ညရဲ့ပါဝါ9လာတယ်6ရဲ့ပါဝါ1လာတယ်ဒီမှာတော့ထိတ်သေးလာတယ်ဒီမှာနောက်လာတယ်အဲ့တော့ဒီ2ရဲ့ပါဝါခွနှစ်အဲ့တော့ပြောချင်တာဒီ2ခွန်း လေးမထင်ရင်မထိုးနဲ့နော်အခုဒီမှာဆိုလို့ရှိရင်လည်းကျွန်မပြမယ်ခွန်နော်ခွန်နှစ်ခွန်နှစ်၃ညဟလာတချောက်ရှစ်ဒီအလုံးနေမထင်ရင်မထိုးနဲ့ဒါနေတိုက်ကိုတွတ်တွတ်ပုံတွန်းနေဒီဟာမထင်ရင်ဒီမှာအကုန်ကြမ်းခံခွေမယ်လို့ပြောတာမဟုတ်ဘူးเนาะဒီကနန်းလွတ်သွားရင်ဒါကိုမစဉ်းစားနဲ့တော့ဒါနဲ့ညှိမှသာလင်စဉ်းစားမယ် အဲ့လိုပုံစံမျိုးပေါ့အခုဒီမှာလဲနှစ်ခွန်လေးသူကတော့ဒီမှာတော့ထိတ်တည်ပဲလာထားတယ်เนาะနောက်ပိတ်နေအဓိကမင်းကတော့ခွန်ပေါ့နှစ်လေးရအရန်ပေါ့เนาะဟာလာเนาะနှစ်ခွန်လေးမှာနှစ်လေးရအရန်ဒီကသူကအမြဲတမ်းပါဝါနဲ့ကြာလာမို့လို့ပါဝါနဲ့ကြာဒီမှာ6ရဲ့ပါဝါ1 9ရဲ့ပါဝါ3ညเนาะ9ရဲ့ပါဝါ3ည3ညရဲ့ပါဝါ5 6ရဲ့ပါဝါ1ဆိုတော့2ရဲ့ပါဝါခွန်ကအဓိကမင်းနှစ်နဲ့လေးရအရန်ထီအောင်ကစားမယ်เนาะ ဒါညနေနေတိုင်းအတွက်အဲ့တော့နေ့တိုင်းမှာခွန်ရှိရဲ့ကျမတို့ထိတ်ကမလာသေးတာ3 4 5ထိတ်3 4 5ထိတ်ပေါ့3ခွန်4ခွန်5ခွန်စော့မလား3ခွန်4ခွန်5ခွန်စော့မလားအမမလို့ရှိအခု၅ပြိကကြာသွားပြီเนาะ၃ပြိ၅ပြိပြီးခဲ့တဲ့ဘက်ဒီမှာလေ၃ခွန်၃ညပြိကတပတ်လုံးလုံးမကြာသွားဘူးမကြာဘဲနဲ့နောက်ဆုံးမှ၃ပြိကြာတယ်အခုဒီမနေ့၅ပြိလာကြာတယ် ဲ့တော့ကျမတို့မှာရှိနေတာကတချောက်ပရိနဲ့နှစ်လေးပရိပရိဖမ်းမယ်ဆိုရင်တချောက်ပရိနဲ့တချောက်ပရိနဲ့နှစ်လေးပရိကိုဖမ်းရမယ်ဟင်တချောက်ပရိနဲ့နှစ်လေးပရိကိုဖမ်းရမယ်နောက်မပြောက်ပတ်သည်တခွန်သုံးညာကထွက်မလာသေးဘူးတခွန်သုံးညာထွက်မလာသေးဘူးဆိုတော့အခုဒီနေ့ဒီမှာခွန်ဖမ်းမလားနော်ဒီကမင်းကခွန်ဖန်းတာလေအဲ့တော့ခွန်3 3ခွန်4ခွန်5ခွန်3ခွန်4ခွန်5ခွန်ဒီမှာရှိရှိရဲ့ ရှိရှိရဲ့အတွက်ကြောင့်ရှစ်ခွန်အဲရှစ်ဒီဟာကများတော့အဖြစ်တော့ break လာပြီးအလုံးဝတိတ်ညနေအားတော့အနေသွားပြီပေါ့နော်ဒါပေမဲ့လည်းဟိုဘယ်လိုပြောမလဲအနေပင်မဲ့လေတဲ့ထဲပြီးတော့စဉ်းစားပြီးလိုက်တာပေါ့နော် ငါးလေးဒီမှာရှိပြီးသားဆိုအဲ့တော့ဒါဆို၈ကိုပေါ်3748 5မဖြစ်နိုင်လားဆိုတော့3748 5ကဗရိတ်အရာဖမ်းမယ်ဆိုလို့ရှိရင်၈က၄၈တကွက်တော့ကောင်းတာပေါ့နော်ဒီမှာနှစ်ဗရိတ်၈က3ဗရိတ်3ဗရိတ်ရဲ့ထုံးစံကြာပြီးတော့နှစ်ခါပြန်ကြာတယ်အဲအဲ့ဒါထားအောင်အဓိက main ပြောချင်တာ6နောက်ပိတ်ကြာလာတဲ့အတွက်ကြောင့်ညီကိုကစားပေးမယ်နော်ဒီမှာတွေ့တာ6နောက်ပိတ်ကြောင့်ညီကိုဆင်းတယ်နော် အဲ့ဒါလေးသတိထားဒီ6နောက်ပိတ်ကြောင့်ညီကိုစိမ့်မယ်6နောက်ပိတ်ကြောင့်ညီကိုစိမ့်မယ်တစ်ထိတ်ကြောင့်တစ်နှစ်ကြောင့်တစ်ကပြန်လာအောင်မယ်နော်တစ်ကပြန်လာအောင်မယ်နောက်ညီကို6နောက်ပိတ်ကြောင့်ညီကိုရှိရညီကိုရှိရတဲ့ကြောင့်3 5အခွေရထိတ်စီးကခွေတာများတယ်နော်ထိတ်စီးကခွေတတ်တယ်အဲ့ဒါကြောင့်ဒီအခွေလဲကောင်းတယ် ဒါပေမဲ့ခွန်တစ်လုံးရှိရဲ့အတွက်ကြောင့်လို့88တပောက်က break to break လည်းဖြစ်တဲ့အတွက်ကြောင့်ညနေခွန်8တကွက်ကောင်းတော့ကြိုက်တယ်နော်ခွန်8ဟာဒါနေတိုင်းအတွက်ပြောတာနော်နေတိုင်းအတွက်ဒါဖန်ခွန်ထိတ်ခွန်နဲ့ခွန်နဲ့ရှိတယ်3.5ကိုခွန်ကတ်မယ်3.5ခွန်ကတ်မယ်8တကွက်ခွန်8တကွက်ကြိုက်တယ်နော်နောက်တစ်ခုကလေဒီမှာ နောက်တစ်ခုပြောချင်တာတိခွန်တုံညာကမပြောက်ပတ်သေးเนาะဟူးမကျော်ကီဘရိတ်ကတစ်ချောက်ဘရိတ်ကြီးနဲ့တစ်ချောက်ရှိရဲ့နောက်ဘရိတ်တွဲကပဒဘရိတ်တွဲရာနှစ်လေးဘရိတ်တွဲเนาะနှစ်လေးဘရိတ်တွဲအဲ့တော့နှစ်လေးဘရိတ်တွဲကိုတစ်ချောက်ကီဘရိတ်နဲ့ကစားမယ်ဆိုရင်ကီဘရိတ်အနေနဲ့ကစားရင် တတတခွန်တတုံညာရဲ့နော်6နဲ့ဆိုရင်6တ6ခွန်6တုံညာရှိဟဲ့လားဒါဒါပြီးသွားရင် key break ဖြစ်တဲ့အတွက်တော့ break ပြန်တွဲမယ် break တွဲရင်တ break ဆိုရင်တတုံညာနော်တ break ဆိုရင်တတုံညာခွန်နဲ့ဆိုရင်ဒီစခွန်တုံညာနဲ့ဆိုရင်လည်းတတုံညာပဲဟုတ်တယ်မလား နော်အဲဆိုရင်6ပြိတ်ဆိုရင်တင်9ရဲ6ပြိတ်ဆိုခွန်9ရဲ60နော်ဒါတချောက်ကီပြိတ်ကိုတချောက်ကီပြိတ်ကိုဖမ်းလိုက်တယ်အဲ့ဒါအောင်မှပြန်ပြီးတော့မဟုတ်ကျမတို့ဒါဒါကီးဘရိတ်တွဲထားတဲ့ဟာကိုစိန်ကီးကစိန်ကီးက3983ည ตรงงาชิตรงงาสอตรงงาตระเดตรงงาตระเดยาตรงง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 าชิตรงงาเรือละตะเซ่เช่าเซ่ติงงาเนาะตะเซ่เช่าเซ่ติงงาเรือละตะเซ่เช่าเซ่ติงงาโอเคเนาะตะเซ่เช่าเซ่ติงงา ပစေ60တင်ငါဟလာနော်ဇန်နေရမှာဒီဟာတွေအကုန်ထိုးရင်30 60တင်ငါကိုအဓိကမင်းတင်ထိုးမယ်ဟလာနော်ဒါဆိုကီးဘရိတ်တွေ့တဲ့ဟာဒီမှာ2 4ဘရိတ်ကိုဆိုရင်6ဆိုရင်11ဆို2ဆို11เนาะညဘရိတ်ရဖို့ဆိုရင်9နဲ့2ဘရိတ်ရဖို့ဆို9 5 20ဟုတ်လားနေ့၄ပြိဆိုရင်3 9နဲ့၄ပြိဆိုရင်ခွန်ခွန်နောက်3ညနဲ့၄ပြိဆိုရင်40ဒါကပြိကိုမပြတ်ပတ်သေးနဲ့သွားတယ်အဲအဲ့လိုပဲမပြတ်ပတ်သေးမှာဆိုနာ385 3ညနဲ့ဆိုလို့ရှိရင်20 40 13ဟုတ်လား20 13နဲ့40မလေးဒါလေးကလှပါတယ်ဘာမှမရှိပါဘူးတက်တက်ခွန်ခွန်ဟွန်းဒီ break တွဲလေးတောင်ဂိုင်းမှုကောင်းတယ်ဒီလေး break ကိုအဲ့တော့စိန်ကီးနဲ့စောနာပြောတယ်မပြောက်ပတိနဲ့တွဲရင်လည်း385 3ညာဆိုတဲ့အတွက်ကြောင့်3ဆို1ဆိုရင် စ်ပတ်တိကစားတဲ့သူက30တုံးတင်ငါတရှိဟလာနော်ခွန်ပတ်တိကစားတဲ့သူက90ခွန်သုံးခွန်ငါခွန်ရှစ်ဟွန်းဟာတုံညာကစားတဲ့သူကကျမတို့ break ကိုပဲယူမှာလား30 60 20 lazy နော်ပရိကိုပဲယူအဲ့တော့ဒီဒီပတ်တိကစားတဲ့သူကဒါကိုကစားဒါကိုတင်းခွက်ကစားရင်ဒီမှာဆိုရင်30 60ဟုတ်တယ်နော်30 60တင်းငါ30တင်းငါနော်ဟုတ်ပါအဲ့တော့သူတို့၃ခု နေနဲ့ညှိပေးထားတာပြောချင်တာတိပ္ပတိကစားတဲ့သူကဒီဟာကိုတင်ခွက်ကစားရင်ခွန်ပတိကစားတဲ့သူကဒါကိုတင်ခွက်ကစားရင်တုံညာကိုပတိကစားတယ်အဲ့တော့ဆောနာပြောတဲ့အပူကတော့ထုံစံအတိုင်းမဖြစ်မနေထဲထိုးမယ်နော်ဒါဆိုလို့လဲဆိုတော့ဒီကခွေခွေတက်တယ်လို့ကျွန်မပြောတယ်နော်အဲ့တော့30ပါနဲ့80ပါနဲ့ကျန်တာတစ်ခွန်တစ်ခွက်ပဲကျန်တယ်အပူနဲ့တစ်ခွန်လေးရတော့ကိုယ်ကတော့သတိရတိုင်းထဲထဲထိုးနော် ဒီခွန်ရထုံစံကြာပြီးပြန်ပြန်ကြာတတ်တယ်။ငယ်ရတဲ့ခွန်ကြာထားတော့အဲ့တော့လူတွေကဒီဟာကိုအမြဲတမ်းလိုက်လွင်သတိမထားကြဘူး။နောက်ပြီးတော့ကျမပြောရဲနော်ဆယ်ခွက်မူမှာဆယ်ခွက်မူတွေကနှစ်ခွက်ထွက်တဲ့မူကနှစ်ခွက်ထွက်တာကညီကိုအဓိကကစားမယ်။နော် နောက်ဒီမှာ၄လုံးခွေအငြင်းတန်းထွက်တယ်၃လုံးခွေဆိုတစ်လုံးပတ်တာတော့မရှိဘူးเนาะပြီးခဲ့တဲ့ခွန်တစ်ခွန်တစ်တစ်ခွန်ခွန်တစ်ထွက်သွားတာနှစ်ခွေလုံးထိုးတဲ့အတွက်ကြောင့်နှစ်ခွေလုံးထွက်သွားကိုကိုလေးကိုကွက်ပဲရှိရကိုနှစ်လေး၁၈ကွက်တစ်လုံးကွက်စားတာမရှိဘူးเนาะလေးလေးလေး၁၆ကွက်တစ်လုံးပတ်တာတော့မရှိဘူးအားလေးနဲ့မွေးလေးနဲ့တွဲပြီးတော့ဖြည်းဖြည်းချင်းကွာဟိုဖြည်းဖြည်းချင်းသွားတဲ့နေသူကဒါနဲ့ပဲသွားเนาะဟိုလော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 သွားတဲ့လူတွေကတော့ဒီမှာဒါလေးနဲ့သွား အဆင်ပြေတာလေးကိုစော့เนาะဒါဗရိတ်တွဲကိုညှိပေးထားတယ်အဲ့တော့အဓိကပြောချင်တာဟူးမကျော်မှာတခြားကီးဗရိတ်ရှိအခုဒီမနက်ဆိုပဲကျွန်မဒီမှာဒါဒါဆိုဒီမှာငါးတုံညာဗရိတ်ကမလာလာကြပြီမို့လို့ငါးတုံညာဗရိတ်ကိုဖမ်းလိုက်တယ်ပတ်တီကြီးလိုက်တာကိုပတ်တီကိုကြိုက်တယ်เนาะကိုပတ်တီကိုကြိုက်တယ်ဆိုတော့မပြောက်ပတ်တီ99ရာခိုင်နှုန်းနဲ့မှလည်းပါသေးတာအဲ့တော့ ကိုပတိကိုကြိုက်တော့ကိုတရားတော့မဲတော့မဲလိုက်သေးရဲ့ထွက်လာတာတော့ကိုငါမို့ပဲကို၆ဖြစ်သွားတာပေါ့နော်အဲ့တော့စူပူတဲ့ဝင်သွားတယ်။ဟောဒီကဟုတ်တယ်ဂျမသည်တပတ်စာအတွက်ဟာဘယ်ပေးတယ်ဒါပေမဲ့ဟူးမကျော် သူများဟိုဟာတွေရှာတာတွေရှာတနေ့တနေ့အာယုံနောက်ကရဲအလုံလောက်ရတယ်ခေါင်းလည်းနှောက်ဆရာမလို့အခုဆိုရင်ဒီချိန်ထွက်သွားတယ်စုဘူးရဲ့ကွက်ကိုချောက်ထွက်သွားတယ်ဒါပြဿနာမရှိဘူးနေတိုင်းပေးထားတယ်ငါပြိနေဟလားနော်နေတိုင်းပေးထားတယ်၃နေ၅ထိတ်ညနေအတွက်တကွက်ကောင်းကိုကျွန်မခွန်တလုံးနဲ့ခွန်တလုံးနဲ့ခွန်ရှစ်ကိုကြိုက်တယ်နော်ဒါပဲမဲ့တကယ်တမ်းတော့ဒီ3 4ညီကိုကြိုက်တဲ့အတွက်ကြောင့်3 4ခွေလဲကောင်းတယ် နော်သူများတကာတွေလို့ဖေးလဲမလို့ငွေလဲမလို့ဘာမှမလို့ line နဲ့ secretly ပဲနှိပ်ပေးအကုန်လုံးတို့ပေးထားတယ်ခုမကြုံသတိထားမိရယ်ဆိုရင်ကြည်ပါမပြောက်ပတ်ဒီရတပတ်စာအနည်းငယ်သုံးလုံးပေးတယ်သုံးလုံးသလုံးထွက်တယ်ကြံလဲတလုံးပဲဒါပေမဲ့ထွက်ခဲ့တယ်တလား တစ်ချိန်နောင်မပြောက်ပါဘူးဒီသုံးလုံးကเนาะအဲ့တော့ထိပေါက်ကြီးဒါဒီလေးလုံးကိုခွေဖို့ဆိုတာမဖြစ်နိုင်ဘူးဒါပေမဲ့ကိုတလုံးကြိုက်တယ်တစ်ကစားရင်ဒါနဲ့ပဲကပ်ပါကိုကြိုက်တဲ့အလုံးမှန်သမျှ3 5 8 3ညနဲ့ကပ်ပါဒါဒီစိန်ကြီးအမားကိုပေးထားတာဆိုတဲ့ပုံစံကြီးပရိတ်ဘုဒ္ဓဦးမကျော်တိချောက်เนาะတိချောက်အဓိကတိပတ်တီလည်းရှိတယ်ဒါတော့ထားပါတော့ တဲ့ပတ်တိဒီမှာလည်းတက်ပတ်တိပါထားပြီးသားဟုတ်တယ်မလားတစ်ချောက်ရှိရဲ့ဥမနာကဆိုရင်တစ်ချောက်မှာကီးပရိတ်လို့ပြောတဲ့အတွက်ကြောင့်ကီးနေနဲ့6ထွက်သွားတယ်9 6เนาะအဲကြံတာပရိတ်အခုမကျော်ပရိတ်မှာ2 4ပရိတ်တွဲရှိရဲ့ကြိုက်တဲ့နဲ့တခုကိုယူ2 4နဲ့ဥမာထားပါတော့တစ်ကိုကစားရဲ့2 4ဆိုရင်1 1နဲ့1 3နဲ့ဟလာဒါကိုတင်ွက်ထပ်တင်လို့ရတယ်အဲ့လိုပဲခွန်ပတ်တိကစားရင်လည်းခွန်ခွန်နဲ့ ငါးခုနဲ့ဒါကိုတင်ကွက်ကစားလို့ရတယ်ပြောချင်တာ၃ညကစားရဲ20 40တင်ကွက်ကစားမယ်နော်ပရိတ်ကိုဖမ်းညင်တဲ့သူอ่ะပရိတ်ဖမ်းပြီးတော့တင်ကွက်နဲ့မပြောက်ပတ်တည်နဲ့အကုန်ချိန်ပြီးတော့ကစားဖို့အတွက်လုပ်ပေးထားတာနော်အဲ့တော့ဒီလုံးခွေရှိရဲ့ သုံးလုံးခွေနှစ်ခုရှိရဲ့ဒီခွန်တိခွန်တုံညာလည်းအမြဲတမ်းအခွေထွက်တယ်ပြီးခဲ့တဲ့တစ်ပတ်ကလည်းထွက်တာလည်းအခွေဒီပတ်လည်းလာမယ်လို့ညွှန်နေတယ်ဒါအခုစက်ကူရခိုင်တော့မပြောက်ပတ်သည်2 4 6လုံးရှိရဲ့နော်ဒီညနေခွန်8ထပ်ဖမ်းပေးထားတယ်ဒီ8လုံးကမပြောက်ဘူးအတွက်99%ရှိရဲ့အခုဆိုရင်6နဲ့9နဲ့နှလုံးထွက်သွားပြီလားပြောချင်တာ ဒါမျိုးပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်မပြောတဲ့မပြောက်ပတ်ဒီဒီစိန်ကီးနဲ့ဆိုရင်စိန်ကီးကိုစိန်ဝင်စားရဲဆိုရင်3 3 4 3 6 3 9 3ကိုအခုကျွန်မညီကိုရှိရလို့ပြောရမှာဒီစိန်ကီးနဲ့ပတ်သက်ပြီးညီကိုဒီကတွဲသွားတာ3 4တစ်ခွက်ရှိရ32တောင်မပါဘူး54 56ဟုတ်လား3 9 1ဒီမှာ3 9 6ဒီဒီကဘယ်နှခွက်လဲတစ်ခွက်နှစ်ခွက်သုံးခွက်လေးခွက်ငါးခွက်ညီကို၅ခွက်မှာတေချာပေါ့အနည်းဆုံးတစ်ခွက်နဲ့နှစ်ခွက်ထွက်မယ် နော်ဒါပဲပြောချင်တာညီကိုကြိုက်တဲ့အတွက်ကြောင့်နော်ညီကိုဆိုရင်ဒီလိုကြည့်ရင်ညီကို10ခွက်ဆိုရင်အခွက်20မှာအခုဒီမှာဆိုတော့ခွက်2ခွက်3ခွက်4ခွက်5ခွက်ရှိ5ခွက်ရှိတဲ့အတွက်ကြောင့်နောက်နှစ်4 break 6အပူး လက်ကစားခြင်းနှစ်လေး6ပရိကိုအဓိကအပူကစားเนาะဒါပေမဲ့ဦးလောလောဆယ်ညီကိုကြိုက်တယ်ညီကိုကြိုက်တဲ့အတွက်ကြောင့်အမမပရိဆိုရင်တစ်ပရိပဲရှိဟဲ့လားတစ်ပရိရှိရဲ့အမြဲမပြတ်ကျွန်မခဏခဏပြောတယ်ဟိုပရိပါလဲ3 5နော်အပတ်စဉ်ဘရိတ်ကအခုပြီးခဲ့တဲ့3နေ5နေမလာဘူးမလား3 5ခွန်3ညอืมညီကိုကစားခြင်း3 5ခွန်3ည1 3 5ခွန်3ည1 နော်ဒီမှာ3 5 3 4နော်ခွန်ဆို3 4လာနော်တက်တုံညာတုံညာ9ဆိုတော့3 5 9တုံညာဆိုရင်3တက်3 5 9ကြီးကိုကစားလို့ရတယ်တက်3 5 9ကြီးကိုကစားမယ်ပရိတွဲပါအဲ့အဲ့လိုကစားရင်ဒီလိုမကစားခြင်းနားမလဲဘူးမလားဒီမှာကဏ္ဍပြပြီးသား34ရဲ့ဒီမှာညီကိုဆိုတာ 34 54 56 31 39 39အဲ့ဒီ၅ွက်ထဲကအနည်းဆုံးတစ်ွက်ထွက်မယ်ဟုတ်ဒီကိုဆိုရင်အဲ့လိုမျိုးကစားလို့ရတယ်ဒီကိုအတွဲဥပိုကြိုက်သွားလို့နေတိုင်းမှာเนาะညခုရှိကတော့ဒီနေ့နေတိုင်းသဘောမျိုးထည့်ပေးထားတယ်အဲနောက်နောက်ဘာကြံလဲတဲ့เนาะဒါဗုဒ္ဓဘုမကျော်လေးကိုအကုန်အတွဲထုတ်ပေးထားတာ ဗုဒ္ဓဘုမကျော်ဖြစ်တဲ့အတွက်ကြောင့်မလို့မပြောက်ပတ်တီမပြောက်ပတ်တီကတော့ဗုဒ္ဓဘုမကျော်ကနှလုံးလောက်တော့တည်ကြတယ်တလုံးကတော့များသောအားဖြင့်တောက်ကြနေထိရောက်ရောက်သွားတယ်ဒါပေမဲ့ဘယ်တော့မှမပြောက်ပါဘူးတလုံးပြီးမှတလုံးစောပါလောဘမကြီးပါနဲ့ကျွန်မပုံမှန်ပြောသလိုတစ်ကိုပတ်တယ်ပတ်တဲ့အချိန်မှာတစ်ပတ်ပြီးဒါကိုတူထိုးရဲဒါမှမဟုတ်လို့ရှင်စောနာပြောတယ်ဗရိတ်နဲ့ရွေးမယ်ဆိုရင်ဒီမှာနော်ဒါလေးတွေဒါလေးတွေဒါဗရိတ် နော်ဒီလေးခွက်ဒီလေးခွက်ဒီလေးခွက်ဗတ်တိအဲ့လိုကစားကြည့်နော်အဲ့လိုကစားကြည့်လည်းကစားလို့ရတယ်နော်အဲ့တော့အနည်းငယ်လေးမွေးလေးခွက်ကမွေးလေးခွက်နော်မွေးလေးခွက်ပေးထားတဲ့အရာက30 15 16 17 65 30 35 60 65เนาะဒါငွေလေးกว่าအမြဲတမ်းအရင်လေးกว่าတွဲကစားပါမသိတာရှိရင် comment မှာအကုန်မေးလို့ရတယ်ရှင်းပြပေးမယ်နော်အစင်မသိတာရှင်းပြောမနှက်ဖက်ဆိုလဲဒီတိုင်းပဲထွက်ထားတဲ့ကဏ္ဍနောက်နေမနှက်ဖာနဲ့ထီအောင်ကစားမယ်ဆိုရင်နောက်နေပြန်မှာ9 6 8 9 ါဝါ၄မှလား6ဆိုရင်6ကဒီမှာပါဘူးသူရဲ့ပါဝါ1 6ရဲ့နှခတ်ကို46မှာ9641မနေ့ကျရင်9641မထင်ရင်မထိုးပါနဲ့နော်မနေ့ကျရင်9641တီအောင်လိုပါဒါမနေ့မထွက်လိုက်မလွှင့်နိုင်ပါဆိုလို့နော်နေပြောချင်တာခဏပါရဲ့ကဲညနေတက္ကကောင်းခွန်ရှင်နဲ့အားလုံးတန်ကောင်းကြပါစေခွန်ရတဲ့တာမီးပါ စိတ်ချမ်းသာခြင်းကိုချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေအဓိကမိပ္ပတိယတိပ္ပတိကိုပြီးခြင်းနဲ့နော်တိပ္ပတိခွန်ပတိတုံညာပတိကြိုက်တာတလုံးကစားပါကစားပြီးမွေးလေးခွက်နဲ့တွဲပါနော်ဒါမှမဟုတ်လေလုံးခွေကိုအာတန်ရင်လေလုံးခွေ6435ရှိတယ်လို့သုံးလုံးခွေကိုကစားခြင်းနဲ့ဆိုရင်လည်း259နဲ့259ဒါမှမဟုတ်မပြောက်ပတ်သည်တိခွန်တုံညာကိုခွေပြီးတော့ပဲကစားကစား ကို329တော့ဖြစ်သွားမှာပေါ့เนาะဒါပေမဲ့အဓိကမင်းကတော့ဟိုကတော့အခွေသဘောမျိုးကတဲ့ကိုကွန်တုံညာအခွေထွက်တယ်လို့ပဲပြောတာပြတာပေါ့เนาะဟုတ်ကြည်ကြည်ပါဗုဒ္ဓဦးမကျော်အကုန်ထွက်မယ်အခုထားပါတော့၅ချိန်ကျန်တယ်၅ချိန်မှာဒီညနေရစာပြီးတော့အဖွင့်အောင်ပွဲအားလုံးတကောင်းကြပါစေအားလုံးပဲလူစန္ဒတွေပြုဝနိုင်ကြပါစေ